လူတွေရဲ့စိတ်ရင်းအမှန်ကို အမှန်အတိုင်းသိဖို့ခက်တယ်အာလုံကဖုံးကွယ်ထားတတ်ကြတယ်လူတွေရဲ့စိတ်ရင်းအမှန်ကိုသိဖို့ဆိုတာမလွယ်ကူဘူးဘာနဲ့တူလဲဆိုရင် လူရောင်ဆောင်ထားတဲ့ဘလူးတွေလိုတာမန်ကြည့်ရင်တော့ချောလို့လှလို့မင်းသားတပားလို့ပါပဲလူရောင်ဖန်ဆင်းထားတဲ့ဘလူးတွေဟာလူကျော်လူလှတွေဖန်ဆင်းထားကြပြီမြဲ့ သူတို့အိပ်ပြောတဲ့အချိန်သူတို့ဒေါသတွေထွက်တဲ့အချိန်တွေမှာတော့သူ့ပင်ကိုဘလူရုပ်ကရမ်းပေါ်တယ်တဲ့အဲ့ဒီအချိန်တွေမှာတော့ဖုတ်အုပ်ထားလို့မရဘူးလူရောင်ဖန်ဆင်းထားလို့မရဘူးပေါ့ဒီတိုင်းမှာပဲဟန်ဆောင်ဖုံးကွယ်ပြီးတော့အကျိုးလူလာတဲ့အပြုံးမျက်နှာတွေနဲ့လူလူချင်းဆက်ဆံရမှာဖုံးကွယ်ထားတတ်တဲ့ဘလူလိုလူတွေဟာလဲ သူတို့လိုချင်တာတွေရသွားပြီသူတို့ဖြစ်ချင်တာတွေဖြစ်သွားပြီဆိုတဲ့အခါမျိုးတွေမှာတော့သူတို့ရဲ့မူလဇေယိုက် စိတ်ဓာတ်တွေပေါ်လာတတ်ကြတယ်အဲဒီလိုသူတို့လိုချင်တာဖြစ်ချင်တာတွေရသွားဖြစ်သွားတဲ့အခါမှာသူတို့ပင်ကိုစိတ်ဓာတ်တွေပေါ်လာကြတာပါပဲနောက်တစ်ခါသူတို့လိုချင်တာတွေမရတော့တဲ့အခါမရတော့တာတေးချသွားတဲ့အခါမှာလည်း ဟန်ဆောင်မျက်နှာတွေကြွာကြပြီးတော့ပင်ကိုယ်သဘာဝစိတ်တက်ပြီးပေါ်လာတယ်။သူတို့မျောလင့်ချက်တွေနဲ့ကိုကိုလာပေါင်းနေကြပြီမဲ့သူတို့မျောလင့်တာသူတို့လိုချင်တာမရဘူးမရတာသေချာသွားပြီဆိုတဲ့အခါသူတို့ရဲ့မူလလက္ခဏာမူလစိတ်တက်တွေဟာမဖုံးနိုင်မဖိနိုင်ပေါ်လာတာပါပဲ။ညီကုန်းကျုပ်ပြောရရင်ဘလူတွေဟာလူရောင်မင်းသားရောင်ဖန်ဆင်းထားတတ်ကြပြီမဲ့ အိပ်ပျော်သွားတဲ့အခါဒေါသထွက်တဲ့အခါတွေမှာဘလူးပုံပြန်ပေါ်လာသလိုလူတွေဟာလည်းသူတို့လိုချင်တာတွေရသွားတဲ့အခါသူတို့လိုချင်တာတွေမရတော့ဘူးလို့သေချာသိသွားတဲ့အခါတွေမှာသူ့ရဲ့ဟန်ဆောင်အပြုံးတွေကွာကျပြီးတော့သူတို့ရဲ့ပင်ကိုစိတ်တက်တည်ပေါ်လာတာပါပဲလို့ပြောကြရင်ညီကုန်းချုပ်ချင်ပါလေအားလုံးအားလုံးလူအချင်းချင်းလှည့်ပတ်ခြင်းပေးများ ကင်းဝေးနိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချိုးလိုက်ပါတယ်။